Hello မင်္ဂလာပါတက်လီပါတနင်္ဂနွေရောက်နေတာက Lily Wellness and Beauty Center ဆိုတော့ဒီမှာကလေ treatment တော်တော်လေးကောင်းနေလို့ကြားထားတယ်အဲ့တော့ဒါမျက်နှာအတွက် treatment လေးဘယ်လိုလုပ်ရင်ကောင်းမလဲပြီးတော့ relax လုပ်လို့ရတဲ့ plan တွေရောဗာရီရှင်လေးဆိုတာတနင်္ဂနွေတူတူလိုက်ပြီးတော့ကြည့်ပေးပါဦးနော် င်ပါပါမင်္ဂလာပါ treatment အစ်စ်တွေရနေမှာကြားရဆက်ဘာလို့ treatment တွေရလဲအဲ့ဒါပြောပြအောင်ဟုတ်ဒီမှာကျတော့ဗောနော anti aging ဗောနောမျက်နှာအရေးအကြောင်းပက္ခစီရဲ့ဗောနောမဆီတွေကိုလည်းရှင်းပါအကြိမ်ရနေမှာโอเคအဲ့ဒါဘယ်လိုမဆီစားရလဲတော့ပြပြရတာ ကကျတော့ဒီ anti aging ပေါ့နော်ဒီ public ပေါ့ကိုကကျတော့ဒီမျက်နှာအုပ်မင်းရောကိုကပ်ပဲပေးတယ်အရင်လိုတိုင်းအုပ်မင်းရောရယ်ဆိုလို့ရှိရင်သုံးပေးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့အရေးကြီးတယ်ဟောဒီမှာ make up တွေကအနည်းငယ်နင်းတာဆိုတော့ဒီ diary ဆုံးရင် make up တွေနဲ့ရောအစီအစီပါဟုတ်ဒီထဲမှာကိုကကျတော့ဒီတစ်ကြိမ်ပေါ့နော်သုံးပြီးသွားတာနဲ့နောက်ပိုင်းရင် make up လေးခဲ့လဲဆိုရင်တော့မလေး make up ပေါ့ပေါ့နော် make up စားတတ်စီဘာသာစကားစင်တရာတော့အာသူကလေတစ်ခါရောက်ရင်ဒီတာဒါမှမဟုတ်ဘယ်နဲ့ကျင်းအောင်လို့ဒီတာပေါ့သူအနည်းဆုံးတော့သုံးချက်အထက်တော့သုံးပေးရမယ်မှာပေါ့ ်ဟာရီရောက်လာရင်မှကြီးတွေပါပြောရတာရှိခါကြမိမာလေးတို့စီမှာလာပြီးတော့စိတ်မှန်မယူဖြစ်မှဆိုလို့အဲ့လိုကြားလို့ရှိရင်တော့မလိုလို့ရမယ်ဟာဒီဘက်ကအစနစ်တောင်းလို့ရတယ်ပေါ့နော်ပစ္စည်းလေးတွေပေါ့နော်အဆက်ဆက်လေးတွေထည့်ပေးထားတဲ့အတွက်ကိုယ်ကိုယ်တိုင် ီလိုတူတောင်းနေရပါမယ်။မဆိုလို့ရှိရင်အိမ်မှာလည်းလုပ်လို့ရပါဟုတ်ကဲ့။မဆိုလို့ကျင်လာရင်မိုက်ပါပဲ။ဆိုတော့အာကက်ဘူတီးကျင်လာညီမလေးပြည်ချင်တယ်ရမ်းများ။ပြည်ချင်လာလူမျိုးပေါ့နော်။မထိပ်ပြည့်လေးတောင်းချင်မှမျက်နှာမှာဟာရီကိုမိတ်တယ်လေပေါ့။အာသူများဆိုလို့ရှိရင်ပြည့်ပြည့်လေးတောင်းလို့ရှိရင်အမိုဒရိုက်တာတော့ပြန်လေးလာရှိနေပြီ။အဲ့လိုလူတွေနဲ့ product တွေကိုမလုပ်စမှာရှိပါ။ဟုတ်ရှိပါတယ်။မဆိုမှမိတ်ကြပြီ။ဟုတ်ကဲ့။အားထားနေကြပါလေ။အဲ့ဒီစီလေးတွေရရှိနေမှာသူကသာတော့ဒီ ဒီမှာဆင်းရဲရှင်ပေါ့နော်ဒီမှာပါမယ်ဟောဒီပါလို့ရှိရင်အခင်ရင်းပြီးပေါ့ဒါလေးလေးရှာပါလေဟုတ်ကဲ့ပြီးတော့မလေးပါချေနေဝါစာတော့ဒီနွေပေါ့ဒါလည်းမရှိဘူးမှနင်တာဒီဝါစာတော့နာဝပေါ့နော်ဆူထပ်ပေးမယ်ပေါ့နာဆူထပ်ပေးရပြီးတော့ဒီမှာလေးမချလိုက်ရပါဘူးရွှေသွင်းနေတယ်ဘာလို့လဲအဲ့လိုမျိုးလေးငူးငူးဖြစ်ချင်တော့လေအားအားလေးရမယ်ပေါ့ဟုတ်ကဲ့ဒီဝါစာတော့ဒီမှာလည်းရှိမှာဆိုလို့ရှင်ပေါ့မှ ေးလေးအဲ့တဲ့လေးနဲ့တုံးပေးနေတယ်ဆောက်လက်ချင်းလေးပေါ့ဒီမှာဆက်တော့စုတဲ့ပါမပြတ်နဲ့အချင်းချင်းစုလို့ပူစီတာပေါ့နော်စီရပေးတယ်နဲ့ဆက်ဆက်နေတယ်ဒီနည်းကတော့ပတ်စီပေါ့အဲဒီမှာဒီချစ်မဲ့ပြေးနေတာဒီတော့ဒီဆုံးနေတာမျိုးဒီချောင်းတော့ပါရှိပေးလိုက်ကျားစတင်ရှင်းစားမှာလို့ဆန်းနေရှင်းနေတယ်။ဒီမှာ product ကတော့အစုံနဲ့နော်။ ဒီဝက်ချန်ပူပေါင်းဆိုရှင်တာလေးတွေရှိတယ်။ဒီရှမ်ပလန်ချွန်ကျွန်တော်တို့စီကောင်းလက်ဆက်ရတော့ကျွန်တော်တို့လာလေးပြောရတဲ့အချိန်စီးတွေကိုပတ်စီလာရနော်အဲ့ဒီမကလေးကတော့တိုင်ရင်စီပေါင်းတဲ့ခံနေပါ။ဒါတော့စပင်ကဟာကဲမအောင်စပင်ကတော့ပါ။ကျွန်တော်တို့ပူပေါင်းစီဟာကဲမဒီခံလေးပါမ။ဟုတ်တယ်။ ။ဟာလေးကသူကကျတော့ဒီချွေးပောင်းနဲ့ဆက်လို့ခေါ်လို့ပေါ့နော်။ဒီပညာပိုင်းဆိုင်ရာမှာသူကကောင်းတယ်သူတို့တွေပါနေနာတာဒီညာပိုင်းတွေပါလေအိမ်ကျော်တာတွေပါလေဆိုလို့ရှိရင်ဒီချွေးပောင်းဆက်ခဲ့ကိုပြင်ဝင်လိုက်တာနဲ့ဒီမိနစ်20လောက်ပဲသူကချိန်ပေးရတယ်။ဟုတ်။ငါဆိုအိမ်ကျော်စေတယ်ချွေးချွေးပုတ်တွေထွက်တာပေါ့နော်။ဒီကတော့အာ ဒီဆက်လေးရကြတော့လူကြီးတွေဆိုလို့ရှင်အရန်ကြိုက်ကြတယ်အရန်ကြိုက်တာအမားတို့ရောလည်းကြားတယ်အမတချို့ကြာအမ exercise မလုပ်ဖြစ်ဘူးလေ exercise မလုပ်ဖြစ်တော့ချွေးမထွက်တော့ဒီကနေလို့ထောင်မမကောင်းပေါ့နော်ဒီဆက်လေးလည်းမိနစ်20လောက်ဝင်လိုက်တာနဲ့သူကချွေးတွေထွက်သွားပြီးနောက်ပိုင်းမှာကိုယ်လက်ကလည်းပေါ်ပါသွားတယ်နေလို့ထောင်လို့လည်းကောင်းတယ်ညပိုင်းဆိုလည်းအပြော်သွားတယ်နော်ဒါနဲ့လည်းဒါလေးလေးတစ်ချိန်တော့ fit ပဲယူနော်ဟုတ်ကဲ့မိနစ်20အချိန်ပေးရအောင်ကောင်းကျိုးတွေပေါ့နော်ဟုတ်ကဲ့မကောင်းကြိုက်တာအဆုံးမဲกว่าဆုံးမဲဟုတ် ခဏကိုအစိုးရထုတ်ပေးတာစိတ်အတော့ပဲရှားပြီလားဆိုတော့ဒါလေးရတော်မိုက်တာဆိုတော့ကဲဒါတော့နောက်ခေါက်ဝင်ပါလိမ့်မယ်ဟုတ်ကဲ့ပါဟဲ့ဒါဆိုတော့နောက်တစ်ခါတော့ကြည့်လိုက်ကြအောင်နော်နောက်တစ်ပတ်ကြည့်မယ်အဲ့ဒါနောက်တစ်ခါရောနောက်တစ်ခါကျတော့မှစံထုံးပေါ့နော် ကြောနှိပ်တာပေါ့အဲ့ဒီခံနေမှလိုက်ပြပေးမယ်เนาะโอเคတွေ့ကြတော့ဒါဆက်နေနေတာဟုတ်မှာဟိုကကြတော့ဒီခုလက်ရှိပေါ့เนาะဟိုဆက်ကကြတော့နောက်ဆုံးပုံပေါ့เนาะအရှင်ကကြောင်ညီမတို့လေးပါဆိုလို့ရှိရင်ဒီစီနဲ့ပဲနှိပ်ခဲ့ပေါ့เนาะစီသုံးပြီးလက်နဲ့ပဲနှိပ်ကြရပေါ့အခုကြတော့ညီမဆက်နေနှိပ်တယ်ဆက်နေကြတော့အကျော်လက်ထိတယ်ပြီးတော့လို့ရှိရင်ထိရောက်မှုရတယ်ပုံပြန်ဆန်းတယ်ဟုတ်ဒီဟာလေးလည်းမနောက်တစ်ခေါက်လာမှာပဲ service တစ်ချက်ယူမယ်နော်အကဲမှာဒါကျနောက်တစ်ခေါက်တည်းရဟာ ဆိုတော့မျက်နှာလေးလုံးမယ်ပြီးတော့ဒီ service တွေကတော့နောက်ခေါက်ကြမှာလို့တစ်ခေါက်လာရတာအကင်းပါဆိုတော့မျက်နှာဆိုရင်မျက်နှာလေးရင်လည်းခုခေါ်ပါပြင်မယ်နော်ကျွားတော့နေရာလေးရလေပေါ့နော်ကျေဝန်းနေဆိုတော့ပေါ့နော်အမတငယ်ချင်းနေလာမယ်ဆိုရင်၃လေးဦးလောက်ပြိုင်လေးလုပ်လို့ရတယ်မှာသူစောင့်နေရမလို့ပေါ့နော်အမမဒီ decoration လေးကြီးလည်းအရင်သဘောကျတာလေ ဒါတော်တော်လေးကိုဒီမှာတုံးထားတဲ့အာ room ရဲ့အနက်လေးတွေဆိုလို့ရှင်လည်းအရန်ကောင်းတယ်ဆိုတော့တော်တော်လေး relax ဖြစ်တဲ့ပုံစံလေးပဲဟုတ်ကဲ့ပါငွေကလေးလည်းလာရင်တော့ပိုကောင်းတော့ဟုတ်ကဲ့ပါဒီနေ့တော့တယောက်တည်းပေါ့ဆိုတော့အမဒီမျက်နာပေါင်းတဲ့ treatment လေးပဲအရင်ပြလိုက်မယ်လေဟုတ်ကဲ့ပါကျွန်တော်လေးကတော့နောက်မှာပေါ့ဟုတ်ကဲ့ပါဒါဆိုဆက်လိုက်ဆက်လိုက်ကြမယ်နော်ဟုတ်အဲ treatment ယူဖို့အတွက်အခုကတော့ ဖက်ရှင်လေးချိန်လိုက်ပြီပေါ့နော်ဆိုတော့အခုရေကစပြီးတော့ relax ဖြစ်နေတယ်လို့ခံစားရတယ်။ဘာလို့လဲဆိုတော့ခုနကတော့အင်ကြီးကြက်ကြက်လေးပို့ထားရတဲ့ဒီပုံစံနဲ့ကြတော့ဘာလုံးဝ relax ဖြစ်သွားပြီပေါ့နော်။ဆိုတော့ကိုကတော့ time to relax ပေါ့လေ။မျက်နှာ treatment ကိုတို့ဘယ်လိုမျိုးတွေလုပ်ပေးမလဲ။တလေးရဲ့မျက်နှာဘယ်လိုပြောင်းလဲတွေဖြစ်သွားမလဲဆိုတာဆက်ပြီးတော့ကြည့်ပေးပါအောင်။ အရင် relax ဖြစ်သွားတာပဲမဲကြီးလိုက်လားဝါမင်းကလေးကတော်ရင်းလို့ပါတော့ဟာပြန်ကြိုက်လိုက်ဆောအင်းကြီးရဲ့သားပြန်လဲလိုက်နော် တဲ့ဒီမှာက service တွေကလည်းအရန်ကောင်းပဲပြီးတော့ဒီနေ့တလေးယူထားတဲ့ treatment ကလည်းအရန် result ကအရန်ကောင်းတာကိုခံစားရပါတယ်ဒီမှာအသိရှင်တွေကြားတဲ့ပြပမိသူတွေလည်းတနည်းနည်းလာယူဒီမှာနှိက်ကလေးကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်လုံးဝခလေးကအပြစ်သွားစရာရှိတယ်လို့မျိုးလုံးလေးတွေပဲဖျက်လိုက်တာပေါ့နော်မျက်နှာချင်းတွေကလည်းအကုန်လုံးဖျက်လိုက်တယ်ဒါတော့ဒီ treatment ယူပြီးတော့အကုန်လုံး makeup တွေဖျက်လိုက်တာတော့မှပဲမျက်နှာကလုံးဝ blue glass skin လေးကိုရရတယ်ပေါ့နော်အခုဆိုမျက်နှာလည်းကအရန်တင်းရင်းပြီးတော့ရေးစောင်းနေလည်းတော်တော်ရတယ်ဆိုတော့ဒီလည်းတော်တော်လေးကျင်းသွားတယ်လို့ခံစားရတယ် ်ဆိုတော့ဒါတော့ပထမဦးဆုံးတစ်ကြိမ်ပဲရှိသေးတယ်။မင်းက package 6ကြိမ်ယူထားတာဆိုတော့နောက်ထပ်9ကြိမ်ကျန်သေးတာပေါ့နော်။ဆိုတော့ဒီတက်ပို့ပြီးတော့လာလာလိမ့်မယ်လို့ယုံကြည်ပါရဲ။အဲ့တော့တနေ့ရဲ့ blog လေးကိုကြည့်ရှုနေကြရဲ။ငယ်တင်မိတ်ဆိုရင်လာကြည့်လို့ရနေတယ်လေ။ဒီ Healy Wellness and Beauty Center ကိုတာမယ်ဆိုလို့ရှိရင်ဖလင်းရဲ့ blog လေးကိုကြည့်ပြီးတော့လာတာပါဆိုရင်ဒီစောင့်နေအားကြီးပေးမယ်ပြန်လည်းသိထားပါရဲ။ဆိုတော့တနေ့လိုမျိုးပဲလာကြည့်နေဆိုလို့ရှိရင်တော့ဒီမှာလာပြီးတော့ treatment လေးကိုဆိုင်းပါလို့ခဲ့ကြပါရဲ။ဖိဖက်ကြပါရဲ။ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲ။အားလုံးပဲတတ်တာ။